များကြီးပါအားတည်တယ်ဒီမှာလာစုဖို့အတွက်တို့ဇေယျပို့ဆောင်အတွက်ကားတွေပါကားမားတာရှင်းကောင်းရှိမဲ့ပစ္စည်းတွေရတာအဲ့ဒါတွေအတွက်ကျွန်တော်တို့ကအဲ့ရတဲ့ငွေတွေကတပြားတစ်ချက်မှပြန်မနှုတ်အဲ့ဒါတွေကိုအားတည်တယ်အဲ့ဒါတွေကိုစိုက်ထုတ်မယ်တို့ရဲ့ လူပညာလက်ရာတွေနဲ့သူတို့ရဲ့ယင်းကြီးရဲ့ site ထုတ်ပြီးတော့မှဒီရံဘွဲကိုရှာမယ်ရတဲ့90အကုန်အပြည့်အဝပေါ့နော်လူမယ်ပေါ့ဟုတ်ဒီကတော့ကျွန်တော်ရွေချက်ကဒီငလင်ပေးအတွက်ကိုလူတန်းတာပေါ့နော်လူတန်းရင်းနဲ့ကျွန်တော်တို့အဲတတူးလိုချင်နေတဲ့လူတွေလည်းဈေးတက်တက်တာနဲ့လည်းတတူးလေးတွေရမယ်အဲပြီးတော့အလူလဲလူဖြစ်တယ်ပေါ့နှစ်သေးစားလေးတော့ဖြစ်တယ်ပေါ့အဲ့တော့အကျိုးရလက်တွေအများကြီးဖြစ်မြောက်တဲ့ပွဲလေးဖြစ်ဖြစ်ပါတယ်ပေါ့နော်ထိတ်လန့်ပြီးတော့ဗျာတကယ်တုံ့လှုပ်စရာကြီးကြောက်စရာကြီးဗျာအဲ့ဒီကနေလေတန်ဝေကတွေအများကြီးရတာကြီးလေရှိရပါဘူးယူတတ်လို့ရှိရင်တော့ တို့အများကြီးပါပဲတန်ဝေကရစရာရယ်နော်ဘာမှမတီမြဲဘူးပေါ့သိရမလားအဲ့တော့ကျွန်တော်ရှိနေတဲ့အချိန်မှာတငယ်ချင်းတွေလောက်ပေါ်ကင်ပဲတွေညီကိုတွေမိသားစုတွေအားလုံးကချစ်ချစ်ခင်ခင်နဲ့ပဲအဲနေသေးခြင်းနဲ့ပါနော်အကုန်လုံးအော်ပွဲလို့ဘယ်လိုလုပ်ဖြစ်သွားလဲဆိုတော့အခုဒီဖြစ်နေတဲ့အဲပြဿနာတွေပေါ်မှာပေါ့နော်ဒီကြုံရတဲ့ခက်ခဲတွေပေါ်မှာကျွန်တော်တို့လည်းစိတ်မကောင်းများစွာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ပြီးလို့ရမလဲ တို့တူးတယောက်တည်းလောက်တာတည်းညီကိုတွေပေါင်းပြီးလုပ်ရင်ပို့ပြီးတော့အဆင်ပြေမလားအဲ့ဒါလေးတွေကျွန်တော်တို့တိုင်ပင်ပြီးတော့မှလုပ်ပွဲကိုလုပ်ဖြစ်တာလေရံပုံဝေးပွဲလုပ်ဖြစ်တာပေါ့နော်ဒီလိုစုလုပ်တော့ကျွန်တော်တို့ပို့ပြီးတော့ရံပုံဝေးရှာပေးနိုင်တာပေါ့ဟုတ်ဟုတ်ပါကျွန်တော်တို့တယောက်တည်းအားထက်ပေါ့နော်အများနဲ့ဆိုတော့ပို့ပြီးအားပို့ရှိပြီးတော့အင်အားပို့ဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့ဒီကိုကွမ်းနဲ့ထပ်ပြီးတော့ထပ်ပေါင်းဖြစ်တာပေါ့ကျွန်တော်တို့ရှင်းမှလည်း အဲကို family နဲ့လည်းကိုပြီးတော့ကူတန်းဖို့ဆူတောင်းလာတယ်ပြီးတော့တချို့အပြန်ဖိတ်ခေါ်တဲ့ပွဲတွေလည်းကျွန်တော်တို့ပါတယ်ပေါ့နော်ဒီ tattoo artist တွေပဲသီးသန့်ပါတဲ့ပွဲမှာလည်းထပ်အားပြည့်တာဆိုတော့အင်အားစုလေစုလေပိုအားရှိလေပေါ့နော်အဲ့တော့ပိုပြီးတော့ကျွန်တော်တို့ကိုလူတန်းနိုင်မဲ့ season တွေကိုကျွန်တော်တို့ကဖန်တီးပြစ်တာပေါ့နော်အဲ့တော့ပိုပြီးတော့ကောင်းမွန်တဲ့ရလက်တွေပဲရလာမယ်ဒီမှာကျွန်တော်တို့ artist ကအနည်းဆုံး30ကျော်ကနေပြီးတော့50ထိရှိနိုင်တယ်ပေါ့နော်30ဟိုပါပေါ့ခေါင်းဆောင်30ကတော့ဒီဟိုပါခေါင်းဆောင်နေပေါ့ဒီဒီကိုယ့်ရဲ့ဒီ studio ကဒီ artist ကြီးတွေပေါ့ ကျန်တာကတော့သူတို့ရဲ့ဒီဟိုဟာတွေပေါ့ assistant တွေပါမယ်ရှားအကူအတစ်တွေအများကြီးပေါ့အဲ့လိုမျိုးပါမယ်အဲ့ဒါညနေဆို90လောက်ထိရှိမှာနော်90လောက်တတူအတစ်90လောက်ထိရှိတယ်ပြီးတော့ဒီ90ရာခိုင်နှုန်းဆိုတာပြီးတော့ဒီအပြင်မှာကျွန်တော်တို့တရာယူရဲပြည်တရာယူရဲပုံဒီမှာ90ပဲပေးပေါ့အဲအဲ့လိုသဘောပဲအဲ့90ရာလဲကျွန်တော်တို့ဒီအကုန်လုံးလှူမှာ artist တွေကသူတို့ဒီ site ထုတ်ထားရတဲ့ဒီအခြားဒီပစ္စည်းတွေရှိတယ်စေးတွေဘာတွေပေါ့နော်လာရတဲ့ အများကြီးပါအားတည်းတွေဒီမှာလာစုဖို့အတွက်တို့တဲယူပို့ဆောင်အတွက်ကားတွေပါကားငှားတာရေကောင်းရှိမဲ့ပစ္စည်းတွေရတာအဲ့ဒါတွေအတွက်ကျွန်တော်တို့ကအဲ့ရတဲ့ငွေတွေကတပြားတစ်ချက်မှပြန်မနှုတ်အဲ့ဒါတွေကိုအားတည်းတွေကအဲ့ဒါတွေကို site ထုတ်မယ်တို့ရဲ့လူပညာလက်ရာတွေနဲ့အဲ့လိုတို့လူပညာလက်ရာတွေရဲ့တို့ရဲ့ရင်းနှီးရဲ့ site ထုတ်ပြီးတော့မှဒီရောင်းဖွဲ့ကိုရှာမယ်ရတဲ့90အကုန်အပြည့်အဝပေါ့နော်လူမယ်ပေါ့ကျွန်တော်တို့ကအလူလဲဖြစ်တယ် အဲကျွန်တော်တို့ဒီလောကအတွက်လဲပေါ့နော်လူသိပြီးတော့ကျွန်တော်တို့ကိုကျေပြန့်လာဖို့အတွက်လဲဖြစ်ဖြစ်မြောက်တယ်ပေါ့နော်အဲ့တော့အကျိုးရလတ်တွေကတော့အများကြီးဖြစ်သွားတာပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်ရွေချက်ကဒီငလင်ပေးအတွက်ကိုလူတန်းတာပေါ့နော်လူတန်းရင်လည်းကျွန်တော်တို့အဲတတူးလိုချင်နေတဲ့လူတွေလည်းဈေးတက်တက်တတာနဲ့လည်းတတူးလေးတွေရမယ်အဲပြီးတော့အလှလဲလူဖြစ်တယ်ပေါ့နှစ်သေးစားလေးတော့ဖြစ်တယ်ပေါ့အဲ့တော့အကျိုးရလတ်တွေအများကြီးဖြစ်မြောက်တဲ့ပွဲလေးဖြစ်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီပွဲလေးကို လာခဲ့ဖို့ကျွန်တော်ကမ်းလှမ်းကြပါတယ်အဲခဏရက်နေနဲ့ရှင်းရနေကန်တာရောကန်တာ shopping center မှာကျွန်တော်ရှိနေပါဘူးကျွန်တော်တို့ဒီငလီဘေးသင်းတဲ့ဒေသတွေမှာကျွန်တော်တို့ညီကိုတွေအများကြီးပေါ့အကုန်လုံးကတော့ကျွန်တော်ညီကိုတွေပါပဲအကုန်လုံးဒီနိုင်ငံလုံးမှာရှိရတဲ့မိသားစုတွေပါပဲအဲဒီမှာမှကျွန်တော်တို့နဲ့ဒီလောက်ဖို့ကန်ပက်တွေပေါ့နော်ဒီတက်တူးဆရာတွေအများကြီးပါပဲသူတို့တွေလည်းအဲဒီလိုပဲအကုန်လုံးဒီဖြစ်နေတဲ့ပြဿနာကိုရင်ဆိုင်နေရဆိုသူတို့တွေလည်းဒုက္ခတော်ရောက် သူတို့လည်းကျွန်တော်တို့ဒီလိုလုပ်ပေးတာလေးကိုသူတို့လည်းကျင်းက်ပီတိဖြစ်မှာပါသူတို့လည်းလာပြီး join ခြင်းပြင်မယ်လို့သူတို့လည်းသူတို့ကအခက်ခဲဖြစ်နေတာပေါ့နော်သူတို့လည်းကျွန်တော်ဒီကနေပြီးတော့ဟိုအားပေးစကားပြောချင်ပါတယ်လူဝဲဖြစ်ဖြစ်လာတဲ့ပြဿနာကိုကျွန်တော်အောက်တော့ကောလအတူတကွာရင်ဆိုင်ရမှာပဲပေါ့နော်အာအာတင်းထားပါဘူးအဲလောက်တော့ပြောချင်ပါတယ်အာဒီဟာကြီးอ่ะဗျာဘယ်လိုပြောမကြုံဘူးကျွန်တော်တို့မှမဟုတ်ပါဘူးကျွန်တော်တို့ရှေ့ရစီနီယာဂျန်နေရှင်းနေကျွန်တော်တို့မိဘဘိုးဘွားတွေတောင် မကြုံဘူးထင်ပါတယ်အဲပြောကြရလေလွယ်မြတ်100လောက်မှတစ်ခါဖြစ်တယ်ဆိုတော့ကျွန်တော်အလှဲ့ပါကြုံတာပေါ့နော်ကြုံတာဆိုတော့ဘယ်ကိုမိဘဘိုးဘွားတွေတော့မကြုံဘူးတဲ့ဟာကြီးကိုတကယ်ကိုမှဟိုထိတ်လန့်ပြီးတော့ဗျာတကယ်တုံ့လုဆရာကြီးကြောက်ဆရာကြီးဗျာအဲ့ဒီကနေလဲတန်ဝေကရအများကြီးရတာကြီးလဲရှိရပါဘူးယူတတ်လို့ရှိရင်တော့ဟိုအများကြီးပါပဲတန်ဝေကရရဆရာကြီးเนาะ အမှမတည်မြဲဘူးပေါ့သိရမလားအဲ့တော့ကျွန်တော်ရှိနေချိန်မှာတငယ်ချင်းတွေလှုပ်ခေါ်ကြိုင်ပတ်တွေညီကိုတွေမိသားစုတွေအားလုံးကချစ်ချစ်ခင်ခင်နဲ့ပဲအဲနေသေးခြင်းနဲ့ပါเนาะအကုန်လုံးပေါ့လောကကိုကကျွန်တော်ဒီမှာတော့နည်းနည်းလေးတော့မှဥတီညားကိုကောင်းကောင်းမအိပ်နိုင်ဘူးပေါ့เนาะဥမာဆိုရင်ဘယ်တော့တော့၆ချားပြီးသွေးပြက်เสียကောင်းနေမယ်ဆိုတော့တွေးတွေးကြည့်ယုံနေတယ်ကျွန်တော်တို့ခံစားရတယ်ပေါ့เนาะအခုကျွန်တော်လည်းအဲ့လိုပေါ့မနေ့ပြန်မြေပြင်ဆင်းမယ်ဆိုရင်တော့မှကိုယ်စိတ်ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတော့ဥတီစဉ်းစားလို့မရဘူးအဲ့တော့ဟို သူတို့တွေဆိုပို့ပြီးတော့အားထုတ်ပြင်ဆင်ရမယ့်အပိုင်းတွေဖြစ်နေတာပေါ့နော်အခုခုနလိုပေါ့တကူကွမ်းဟိုပြောတယ်အကုန်လုံးကညီကိုတွေတတူလောက်ကညီကိုတွေဆိုမဲ့လေဟိုကျွန်တော်တို့နဲ့ပတ်သက်တဲ့ဆိုရင်ကျွန်တော်တပည့်တွေလည်းဟိုမှာရှိတယ်ပေါ့နော်မန္တလေးမှာအဲ့တော့အိမ်ပြိုသွားတဲ့တပည့်တွေလည်းရှိတယ်ဆိုင်ပြိုသွားတဲ့တပည့်တွေလည်းရှိတယ်ပေါ့နော်အခုဒီအဆက်အသွယ်မရသေးတဲ့တပည့်တွေလည်းရှိသေးတယ် အဲ့တော့လည်းကျွန်တော်ကမြေပြင်ကိုဆင်းရဲတဲ့အပိုင်းကိုကျွန်တော်စီစဉ်ပြစ်တာပေါ့နော်စီစဉ်ပြီးတော့ကို family ရဲ့ရသမျှလူကံကောက်ထားတာတွေလည်းကို family တဲ့ကလူကိုလည်းတတ်နိုင်အောင်လုပ်မယ်အပြင်ရထားတာတွေလည်းအပြင်လောကသူတွေအတွက်ကိုလည်းတတ်နိုင်လောက်ရောက်အောင်လုပ်မယ်ဆိုတော့စိတ်နဲ့ဟိုပြောမယ်ဆိုအဲ့နေ့တွေကခုထိအေးကောင်းကောင်းမဝဲမအေးရသေးတဲ့အတွက်လူကတော့ကောင်းကောင်းမှခံစားနေရတာမဟုတ်ဘူး ဒါပေမဲ့ရှိတဲ့အားလေးနဲ့ကျွန်တော်တို့ရအောင်သွားပြီးလှုပ်မယ်ဆိုတော့စိတ်နဲ့ပြင်ဆင်လာပါတယ်ကျွန်တော်ဒီမနေ့ကသွားမှာကျွန်တော်လူနည်းစုပါပဲ၁၀ယောက်မပြည့်ပါဘူးလူအနည်းဆုံး short ပြီးတော့ကျွန်တော်တို့ဟိုစေဝါတွေရယ်စားနေရိတ်ခါ6ချမ်းတွေရယ်ရေတွေရယ်ပေါ့နော်အဲ့ဒါတွေလည်းပါမယ်အဓိကကျွန်တော်တို့ကငွေကိုတိုက်ရိုက်အဓိကလက်သေးကိုရအောင်လို့ကျွန်တော်အဲ့ဒါကိုပို့ပြီးအားစိုက်ထားပါတယ်ခင်ဗျကျွန်တော်ဟိုအရှိမ အဲဆန်းချောင်းမှာဘာမှလှုပ်ထားတဲ့ပွဲလေးပေါ့နော်မပုံးမှုရောကိုထူးတို့နဲ့လှုပ်ထားတဲ့ပွဲလေးမှာကျွန်တော်သိန်း400ကျော်လောက်ရတာကျွန်တော် family ကကောက်ထားတာလည်း150လောက်ရတာပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့မြေပြင်ကအဲတကယ်ဒုက္ခရောက်တဲ့သူတွေလက်ထဲကိုရအောင်သွားထည့်ပေးပါမယ်ပေါ့နော်ဟုတ်အဲ့လိုပဲပြင်ဆင်လာပါတယ်အာကျွန်တော်တို့ဒီဒီပွဲမှာရရရန်ကုန်ငွေတွေကကျွန်တော်ပြန်လဲထူထောင်ရေးအတွက်မှာပေါ့လိုအပ်တဲ့နေရာမှာသုံးပါပေါ့နော်ဘယ်မြို့ဘယ်ရွာလဲဆိုတာတော့ အတိအကျတော့ပြောလို့မရသေးဘူးကျွန်တော်တို့မြေပြင်မှာလည်းကျွန်တော်တို့ညီကိုတွေရှိရနော်မန်လေးမှာသူတို့လည်းစင်းသွားရင်လည်းကျွန်တော်တို့ကသတင်းသတင်းထောက်လန်းပြီးတော့မှသွားတာပါနော်ဒီမှာဒီစလဲမလုပ်ဖြစ်ပါအာတေချာတစ်ခုကတော့ဒီငလျင်ဘေးသင့်တဲ့ပြည်သူတွေအတွက်ပဲလုပ်တဲ့ပွဲဆိုအဲ့ဒီအတွက်ပဲဒီဟာအသုံးချမှာပြန်ပြီးတော့ပေါ့နော်ဆိုတော့ဘယ်ဘယ်မြို့ဘယ်ရွာဆိုအတိအကျတော့မသိသေးဘူးတယ်လေထူထောင်ရေးပေါ့နော်ငလျင်ဘေးပြန်လဲထူထောင်ရေးအကုန်ပန့်ဖို့မှာပေါ့တယ်လေထူထောင်ရေးအတွက်တော့ဖြစ်ရပါဘူးအားပြီးစကားတော့အခု ီပေါ့ပေါ့နော်နှစ်ခုတွေဒူးတွေဒီငလင်းတန်ကိုခံစားရတဲ့ညီကိုကြီးအားလုံးဟိုပါပေါ့အားတင်းထားပါပေါ့နော်ကျွန်တော်တို့ညီကိုကြီးအားလုံးဒီပြန်လဲပြီးတော့ဒီပြန်လဲထူထောင်ရေးအတွက်အကုန်လုံးအေးချမ်းပြန်ဖြစ်အောင်လို့ကျွန်တော်တို့အားလုံးကြိုးစားပေးပါမယ်ဟိုပါပေါ့ကျွန်တော်ဒီငလင်းတန်အရင်မှလည်းကြုံမှုပါတယ်နော်ရေပေးတွေ လေဘေးတွေလည်းကြုံမှုတာဖြစ်တဲ့အတွက်ဒီငလင်ဘေးကလည်းဘေးဒုက္ခတစ်ခုပဲဆိုတော့ဒီငလင်ဘေးထီုံနဲ့တော့ကျွန်တော်တို့ဘဝကြီးတစ်ခုလုံးမပြတ်စည်းသွားဘူးဆိုတာလေးကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ပြန်လဲစတည်ဖို့အတွက်အချိန်တွေလည်းရှိပါသေးတယ်ကိုအခုလက်ရှိအသက်ရှင်နေတဲ့အတွက်ခွန်အားတွေကိုပြန်လဲမွေးဖွားပြီးတော့အနာဂတ်အတွက်ကိုကျွန်တော်တို့ပြင်ဆင်ပြီးတော့ပြန်လဲစူးစမ်းပါလို့ကျွန်တော်ကတော့အားပေးချင်ပါတယ်ဟုတ်ကျွန်တော်တို့လည်းတတ်နိုင်ဆုံးခွန်အားရှိသလောက်အတူရှိပြီးတော့ 要干你饭不到吧？没了，你怎么不要做嘛？接着玩。